မင်္ဂလာပါရှင် Rita Choice ကဏ္ဍမှာကြိုဆိုပါရစေ။ကျမကတော့ခွန်ရှိရှိခွန်ဟက်ကဲကဒေါက်တာနန်ဖူးအီဂျုံမူဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်တွေမေးထားတဲ့မေးခွန်းလေးတွေကိုဖြေကြားပေးမှာဖြစ်ပါတယ်။အသင့်စားအစားအစာတွေနဲ့လမ်းဘေးအစားအစာတွေကိုလိုရာထက်ပိုစားမိရင် ခန္ဓာကိုယ်မှာဘာတွေဖြစ်လာနိုင်လဲပေါ့နော်။ ဒီအသင့်စားအစားစား processed food တွေ fast food တွေ lamb based စား street food တွေပေါ့နော်ဒါတွေကိုလိုတာထပ်ပိုပြီးစားမိမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကတော့နံပါတ်1တစ်ချက်ကအဝလွန်တာပေါ့နော်အဲဒီလို lamb based စားအစားတွေကဒီအရသာကောင်းအောင်ဒီတကြားတို့စားတို့ဆိုဒီယမ်ဓာတ်ပေါ့နော်ဒါမျိုးတွေအများကြီးထည့်ထားရတယ်ပေါ့နော်ပြီးတော့မှာသုံးတဲ့စီတွေကလည်းဒီမကောင်းတဲ့စီပေါ့နော် transfer တွေဒီ saturated fat တွေပေါ့နော်ဒါမျိုးတွေထည့်ထားတဲ့အတွက်ကြောင့်မလို့ဒါတွေကိုဟိုလိုတာထက်ပိုပြီးစားလာမိမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာ body weight တွေတက်လာမယ်ဒီ body weight တွေတက်လာနေပြီးတော့မှအဝလွန်တဲ့အထိဖြစ်နိုင်တယ်ပေါ့နော်ဒီအဝလွန်နိုင်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ကတော့ဒီနှလုံးသွေးကြောပြဿနာတွေဖြစ်လာတတ်တယ်ပေါ့နော်ဒီခန္ဓာကိုယ်မှာဒီ cholesterol တွေတက်လာပြီးတော့မှနှလုံးသွေးကြောကျဉ်းတာနှလုံးသွေးကြောပိတ်တာနောက်ဆုံးမှလေဖြတ်တာအထိဖြစ်နိုင်တယ်နောက်တစ်ချက်အနေနဲ့ကတော့ဒီလိုဟိုလမ်းဘေးစားစာတွေ processed food တွေဒီ တင့်စာအစားအစာတွေကအရသာကောင်းအောင်အဲတကြားပေါ့နော်တကြားတို့နောက်တစ်ခုကြတော့ဒီလိုအစီတွေပေါ့အများကြီးထည့်ထားတဲ့အတွက်ကြောင့်မလို့အဲစားလိုက်မိပြီဆိုလို့ရှိရင်ခနာကိုမှသွေးတွင်းတကြားဓာတ်ကအများကြီးတက်လာပြီးတော့မှအဲကြာလာပြီဆိုလို့ရှိရင်တော့ insulin resistant ဖြစ်လာပြီးတော့မှအမျိုးအစားနှစ်စီချိုပိုပြီးတော့ဖြစ်တတ်ပါတယ်အဲနောက်တစ်ချက်အနေနဲ့ကကြတော့အစာချေလမ်းကြောင်းပြဿနာတွေပေါ့နော်ဒီအစာချေလမ်းကြောင်းပြဿနာတွေမှာသူ့မှာဒီ street food တွေမှာဆိုလို့ရှိရင် အမြင်တက်ပေါ့နော်အမြင်တက်တွေကနေပါတယ်နေပါပြီးတော့မှဒီလိုကယ်လိုရီတွေပဲများတယ်ပေါ့နော်များတဲ့အတွက်ကြောင့်မလို့အဲဝမ်းချုပ်တာတွေနောက်တစ်ချက်အနေနဲ့ကတော့အစာမကြည်တာမျိုးပေါ့အစာအိမ်နဲ့ဥလန်းကြောင့်မကျန်းမာတာတွေဖြစ်တတ်ပါတယ်အဲ နောက်က nutrient deficiency လို့ခေါ်တဲ့အဟာရချို့တဲ့တာပေါ့နော်သူတို့မှာကယ်လိုရီများပြီမဲ့ဒီခန္ဓာကိုယ်အတွက်လိုအပ်တဲ့ vitamin တွေ mineral ဓာတ်တွေနေပါတယ်ပေါ့နော်နေပါတဲ့အတွက်ကြောင့်မလို့ဒါတွေပဲစားနေမယ်ဆိုလို့ရှိရင်အဟာရချို့တဲ့တာတွေဖြစ်တတ်တယ်ပေါ့နော်ဒါကတော့ရေရှိမှာဖြစ်လာတတ်တဲ့ပြဿနာတွေပါရေတိုမှာဖြစ်လာနိုင်တဲ့ပြဿနာတွေကတော့ဒီလိုလမ်းဘေးစားတွေ process food တွေကဒီတန့်ရှင်ရေးအားနည်းတယ်ပေါ့နော်ကိုင်းနဲ့တွေ့တဲ့အခါမှာဆိုလို့ရှိရင်တန့်ရှင်ရေးအားနည်းတဲ့အတွက်ကြောင့်မလို့အဲ့ရနေတဲ့ဆင်း bacteria ပိုးတွေ virus ပိုးတွေပေါက်ဖွားနိုင်တယ် ောက်ဖွားပောက်ဖွားပြီးတော့အဲ့ဒါတွေကိုစားမိပြီဆိုလို့ရှိရင်ဝင်ပြက်ဝင်ရှော့တွေဖြစ်မယ်အဲတိုက်ဖိုက်ပိုးတွေကူးဆက်ခံရမယ်ပေါ့နော်အသင်းရောက်တော့ A ပို E ပိုးဒါတွေကူးဆက်ခံရနိုင်တာဖြစ်နိုင်တယ်ပြီးတော့အစာအိမ်နာစေတဲ့ပိုးပေါ့ H pylori ကလည်းဒီလိုလမ်ဘေးအစာတွေကနေပြီးတော့ကူးဆက်တာများတယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ကတော့သူ့မှာဆိုဒီယမ်ဓာတ်အပါဝင်မှုအရင်များတယ်များတဲ့အတွက်ကြောင့်မလို့အများကြီးစားလိုက်မိပြီဆိုလို့ရှိရင်နော်သွေးပေါင်ချိန်တက်တာတွေခန္ဓာကိုယ်ကဖောရောင်လာတာတွေကြာလာပြီဆိုလို့ရှိရင်ကြောက်ကက်ကိုဝင်ပြီးတာတွေဖြစ်စေတတ်တယ် ယ်ပေါ့နော်အဲနောက်တစ်ချက်အနေနဲ့ကတော့ရေပေါ့နော်သူတို့ဒီလိုလမ်းဘေးအစားတောက်တွေမှာဆိုလို့ရှိရင်လည်းသူတို့တုံးတဲ့ရေပေါ့နော်ရေကလည်းမတက်ရှင်းတဲ့အတွက်ကြောင့်မလို့ရေကနေတဆင်ဖြစ်တတ်တယ်အဲကူးဆက်ယောဂါတွေဖြစ်လာတတ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်